နောက်ကနေခြေပွားရေးတွေလိုက်နေရမလို့ဂျိုးစကီကဆိုင်ငယ်နဲ့ပြေးနေရပါတယ်။လိုင်ကောင်ထဲမှာအခန်းရှိနေပြီးတော့စတန်အာဟာရတွေကိုလိုက်ဆုံနေရမလို့လိုင်ကောင်နဲ့စတန်ကတနီနီနဲ့ဆက်ဆက်နေရမယ်လို့ဂျိုးစကီကတွေးလိုက်ပြီးတော့ခိုအီချီကိုဖုန်းဆက်ပြီးလိုင်ကောင်ကြောင့်စုံစမ်းကမ်းရမယ်လို့ဆုံးဖြတ်လိုက်ပါတယ်။ဂျိုးစကီကဆိုင်ငယ်ကိုရက်လိုက်ပြီးတော့ခိုအီချီကိုဖုန်းဆက်တော့မဲ့အချိန်မှာဟာရီစတာမိလာပါတယ်။ဂျိုးစကီကကီလိုမီတာ80နဲ့မောင်းခဲ့ရမလို့တကယ်ဆိုရင်နောက်ထပ်2မိနစ်နေမှာမိလာရမှာပါ။ဒါပေမဲ့စတန်ဥစားစတန်ကိုသိမ်းပြီးတော့ပြန်ထုံးလိုက်တာမလို့ဂျိုးစကီအနက်ရတဲ့နေရာကိုချက်ချင်းရောက်လာတာဖြစ်ပါတယ်။အဲလိုနဲ့ဂျိုးစကီကဆက်မောင်းလာပြီးတော့ကာလန်ကူးနေတဲ့တာမီနီယာကိုတွေးလိုက်ရပါတယ်။ ဒါပေမဲ့ရက်လိုက်မယ်ဆိုရင်ရိုဟန်အောင်ဂျိုစကီရောနှစ်ယောက်လုံးမလကောက်အောင်လို့ခရစ်စီတန်ဝန်းနဲ့ဆိုင်ကိုဖြတ်စည်းလိုက်ပြီးတော့ကလေးလေးကိုဆိုင်ကစိတ်ပိုင်းနဲ့ကြော်သွားတဲ့အချိန်မှာဆိုင်ကိုပြန်ဟိလိုက်တာမို့လို့အကောင်းတိုင်းပြန်ဖြစ်သွားပါတယ်ဒီမုန်တိုင်းဆိုရင်တော့ဂျိုစကီဟာကိုအချီကိုဖုန်းဆက်လို့မရတော့ပါဘူးစီဝိုင်းသမားတယောက်ဟာတန်းတရောင်နဲ့ project အကြောင်းပြောနေတဲ့အချိန်မှာဂျိုစကီရောက်လာပြီးတော့ဖုန်းယူယူသွားပါတယ်ဖုန်းရပြီဟေးကန်ကောင်းတာပဲကွာဟမ်ယူလိုက်တဲ့အချိန်ကျတော့ဖုန်းကြီးကကွဲသွားလားဇော်လေးကသူ့ကိုမမြင်ချင်တော့ရင်ဖုန်းရှားလိုက်လို့ပြောနေပြီးတော့ဘဲကြီးကလက်ထပ်ခွင့်တောင်းတော့မဲ့အချိန်မှာပဲဂျိုစကီရောက်လာပြီးတော့ဖုန်းယူယူသွားပြန်ပါပြီကန်နေရဲ့ကောင်းမင်းကြီးကိုကောင်းနေပါလားဟေးကိုအချီက ခွင်းကပြင်းကိုလမ်းလျှောက်သွားဖို့ဆွဲခေါ်နေတဲ့အချိန်မှာဂျိုးစကေးကဖုန်းဆက်လာပြီးတော့အကြောင်းစုံကိုပြောရလိုက်ပါတယ်ခိုးရှိလုံးဝစတန်ဟူစာကိုရှာမတွေ့ရင်ငါတို့ရိုဟန်ရောမာလကတော့မှာခွင်းကြီးကသတင်းစာကိုကြည့်လိုက်တဲ့အချိန်မှာလွန်ခဲ့တဲ့နှစ်ရက်တော့အဲ့လိုင်ကောင်းထဲမှာဂျယ်လီဘီတကောင်ကဆိုင်ငယ်ပေါက်ပြီးတော့စီးရုံတင်လာရတဲ့ဆိုတဲ့အကြောင်းကိုတွေ့လိုက်ရပါတယ်ဟိုင်ဝေးစတာဂျယ်လီဘီကိုတိုက်ခိုက်လိုက်တာလို့ဂျိုးစကေးကထင်နေပေမဲ့ဂျယ်လီဘီကစတန်ဟူစာဖြစ်နိုင်ပြီးတော့အဟာရတွေကိုစုပ်ယူပြီးတူကူတူဟီးဖို့လုံးနေရလို့ခိုးကြီးကထင်နေပါတယ်အဲ့ဒီမှာလမ်းဆုံးသွားပြီးတော့ရှေ့မှာပင်လယ်ကြီးရှိနေရမလို့ဂျိုးစကေးကလမ်းချင်းနေတဲ့ကိုကိုရတော့မှာပါဂျိုးစကေးကအရှိန်အဟမ်းများနေရမလို့ကိုင်းနိုင်တာမှမဟုတ်ဘူးလို့တွေးလိုက် ရမယ်အာတီမီရောရအောင်ကွေးလိုက်တာမို့လို့ဂျိုစကီယာကွေးနိုင်သွားပါတယ်ဒါပေမဲ့ကံမကောင်းတာဒီဘက်လမ်းမှာလည်းလမ်းဆုံးရင်းဖြစ်နေရပါပြီဂျိုစကီယာခရစ်စီတန်မွန်းနဲ့နန်အန်နီကိုဖြိုလိုက်ပြီးတော့လမ်းဆုံးဝဲအချိန်မှာဆိုင်ကယ်ကိုလဲချလိုက်ပြီးပြိုသွားတဲ့နန်အန်နီကိုပြန်ဟိလိုက်တာမို့လို့ဟိုင်းဝေးစတာလိုက်လို့မရတော့ပါဘူးဟိုင်းဝေးစတာရဲ့ခြေပွားဖုံးကအနောက်ဝင်မဲ့လိုက်တာဖြစ်ပြီးတော့မျက်လုံးမပါတာမို့လို့ရှေ့မှာဘာရှိနေလဲဆိုတာကိုမမြင်ရပါဘူးဂျိုစကီယာခိုးအချီကိုဂျယ်လီဘီရဲ့နာမည်နဲ့စေယုံခန်းနံပါတ်ဘလောက်မှလဲဆိုတာကိုစုံစမ်းကားလိုက်ပါတယ်ဘိုးတို့ကဂျယ်လီဘီကိုများနဲ့ပြစ်လိုက်တော့သေကာနီးကောင်များပါလို့ရွေးချယ်ရလဲဆိုတာကိုနားမလည်ခဲ့ပါဘူးဒါပေမဲ့ဟိုင်းဝေးစတာရဲ့ပါဝါကိုတီးသွားတဲ့အချိန်မှာတော့ဘိုးတို့ တို့ကဝမ်းသာလုံးနေစိုးနေပါပြီအဲချိန်မှာ highway star ခြေပွားတွေကိုစူးလိုက်တာမို့လို့ stand အကောင့်ထဲပေါ်လာပါတယ် joe skier နောက်မှာလည်းပင်လယ်ကြီးပဲရှိတော့ဖြစ်ပြီးတော့ပြေးကြမြေမရှိတော့ပါဘူး highway star နိုင်ရုံကြော်ပြီးတော့ကြီးရတဲ့အချိန်မှာ joe skier ကပျောက်သွားပါတယ်တကယ်တော့ joe skier ကအောက်မှာရှိနေတဲ့မြောင်းထဲကိုဆိုင်ငယ်နဲ့ဝင်သွားတာပါလမ်းနေရာအများကြီးရှိနေရမို့လို့ joe skier ကလည်းရမ်းပြီးတော့သွားနေရပါတယ်အဲချိန်မှာဆိုင်ငယ်ကရုတ်တရက်ကြီးနေလာတာမို့လို့ဆိုင်ငယ်ပြတ်သွားပြီလို့ထင်ပြီးတော့ crazy diamond နဲ့ကြီးလိုက်ရင်ပဲဆိုင်ငယ်ကအကောင့်တိုင်းဖြစ်နေပါတယ် joe skier ကမတင်ကားလို့ co စီးကြီးလိုက်တဲ့အချိန်မှာတကယ်ကစီကုံတော့မှာမို့လို့ပါဘာများဖြစ်တာလဲလို့စီလေးကုံတာကို crazy diamond င်ရန်ဝန်တော်မပြေနိုင်တဲ့ကိစ္စရင်းများလားလို့စိတ်တောင်ပူမိပါတယ်။ဂျိုစကီကနိုင်ရစီကိုသွားနေပြီးတော့နိုင်ရောင်ဆိုင်ငယ်နဲ့တမင်ဝင်ကျုံးလိုက်ပြီးအပေါ်အမြောက်သွားပြီးတော့ကားတစီးကိုခရစီတန်ဝန်နဲ့ဖျက်ဆီးပြီးတော့ကားထဲကိုဝင်လိုက်ပါတယ်။ရှေးဘွားကြီးတွေကလည်းနောက်ကနေလိုက်လာပြီးတော့ဂျိုစကီကကားကိုဟီးလိုက်တာမို့လို့ကားထဲမှာပိတ်မိပါပါတယ်။ဂျိုစကီကဆိုင်ငယ်ကိုပါဟီးလိုက်တာမို့လို့အောက်မှာရောက်နေတဲ့ဆိုင်ငယ်ကအပေါ်ကိုတက်လာပြီးတော့ကားရဲ့အစီကိုဆိုင်ငယ်ထဲကိုပြောင်းထည့်လိုက်ပါတယ်။ဒါပေမဲ့ဂျိုစကီကဘယ်နေရာကိုရောက်လို့ရောက်နေမှန်းမသိတော့ပါဘူး။ခွေချီကစေးဟုံရောက်နေပြီးတော့ဆိုင်ငယ်မောက်ပြီးသိမလို့ဖြစ်နေတဲ့ဂျယ်လီဘီရဲ့နာမည်နဲ့ခန်းနံပါတ်ကိုမေးနေတဲ့အချိန်မှာနက်စမအဲ့ဒီချိန်ပြီးပါပြီဆိုရယ်ကပ်ပြားကြီးကိုပြလိုက် ိုက်ပြီးတော့မျက်လုံးမကောင်းလို့စစ်ရှင်မနှက်မှပြန်လာခဲ့လို့ပြောနေပါတယ်ခွေချီကလည်းအဲ့လာတွေ့တာမဟုတ်ပါဘူးအေးကြီးလို့ပါလို့ပြောနေပေမဲ့နက်စမာခွေချီကိုဂျဒေဘီအသင်းဝင်လာနေရဆိုင်ငယ်ပေါ်တိုက်ရင်ခြေထောက်ထောက်လို့ရလို့လာလို့မေးနေပါတယ်အဲ့လိုနဲ့ခွေချီက Echo F3 ကိုထုတ်လိုက်ပြီးတော့ F3 ကဒီကောင်မကိုကျုံးလို့ပြောနေပြီးတော့စေးပလင်းတွေကို၄အောင်လုံးပလိုက်ပါတယ်ဒီအရီယာဒက်ဗလင်းကို9000တောင်တန်တာမို့လို့ကွဲကြရင်တော့ပြဿနာတက်ပြီလို့ပြောနေချိန်မှာပလင်းတွေကပိုလေးလာပါတယ်နက်စမာခွေချီကိုကူနီတောင်းနေပြီးတော့ခွေချီက "तू ကဂျပုန်မလို့မမီဘူး"လို့ပြောနေပါတယ်နက်စမာအကူနီဆက်တောင်းနေမယ်ခွေချီကအင်ပြန်တော့မယ်လို့ပြောလိုက်တာမို့လို့ခွေချီသိချင် င်နေတဲ့ဂျယ်လီဘီနာမည်ကဖူဂါမီယူဟာဖြစ်ပြီးတော့၅တက်မြောက်အခန်း925လို့ပြောရလိုက်ပါတယ်။အဲဒီမှာဂျိုးစကေးကြီးကဆိုင်ကယ်ကြီးနဲ့ရောက်ချလာပြီးတော့ကိုဝီချီကဂျယ်လီဘီရဲ့နာမည်နဲ့ခန်းနာမည်ကိုပြောရလိုက်ပါတယ်။ဂျိုးစကေးကဒက်လီကားတွေကိုဆိုင်ကယ်ကြီးနဲ့ဝင်ကျုံးလိုက်ပြီးတော့တကားပေးလိုက်ပြီးမယ်ခြေပွားကြီးတွေကလိုက်လာနေရမလို့ကိုဝီချီက tree freeze နဲ့ဖိပေးလိုက်ပါတယ်။ကိုဝီချီရဲ့ echo at 3ပဲဟာဒီနေရာကိုအားကိုးလို့ရမယ်ဆိုတာကသိသားပဲ။ဒါပေမဲ့ tree freeze ကတခုပဲသုံးလို့ရပြီးတော့ကျန်တဲ့ခြေပွားကြီးတွေကလိုက်လာကြပါပြီ။အဲလိုနဲ့ဂျိုးစကေးကအခန်းကိုရှာတွေ့သွားတဲ့အချိန်မှာလေထွက်ပေါက်ကနေခြေပွားကြီးတွေထွက်လာတာမို့လို့ crazy diamond နဲ့ကာနေရပါပြီ။လက်ခွဲထဲမှာပဲနီးနီးလေးကိုနည်းနည်းလေးပဲလူ တို့ကဖူကာမီယူရမင်းကကြုံမြင်မယ်ဒါပေမဲ့ဂျိုစကေဟာခြေပွားကြီးတွေကတ်တာကိုခံလိုက်ပြီးတော့အထက်ကငနေကစော်သုံးဝင်နေနဲ့နေရပါစော်လေးတွေကဂျိုစကေကိုဘယ်ကငကြောင်လဲလို့မေးနေကြပြီးတော့ယူရထားလိုက်ပါလို့ပြောနေပါတယ်လိုင်ကောင်းတွေကတကောင်ပြီးတော့ငါလိုက်နေရဒူရီကတကောင်လာလို့ယူရကဂျိုစကေကိုမေးနေပါတယ်ဟာဗီစတာခန္ဓာကိုယ်ကအဟာရတွေကိုစုံနေရမလို့ဂျိုစကေလည်းမလုံနိုင်တော့ပါဘူးစော်လေးကဂျိုစကေကိုသွားရှုံနေရမလို့မရှုံဖို့ယူရကပြောလိုက်ပြီးတော့စီးသွားနေရမလို့စီးအိုးယူခဲ့ပေးုံလို့ပြောလိုက်တဲ့အချိန်မှာစော်လေးကအလူရပြူးစုံနေကြပါတယ်ယူရရဲ့အနက်ခံအာယုံကတအားကောင်းပြီးတော့မတ်မွန်တီးရအတွင်းထဲမှာပုံနေရအောင်ခရင်ဘွားနေတိနေပါ ါတယ်အဲ့ဒါအပြင်စော်သုံးအောင်တရားတယောက်ကသူစင်းနေရအောင်လည်းသိနိုင်ပါတယ်အဲ့ဒါတွေပြင်တယောက်ကဒေါ်လာရဲ့ဆောင်းဝဲထွက်နေတဲ့နောက်မှာရနေရလို့ပြောနေမိမယ်စော်တယောက်ကမှဒေါ်လာထွက်မနေပါဘူးမန်တိုင်းပြောမလိမ်နဲ့လို့ပြောနေတဲ့အချိန်မှာဂျိုစကီးပေါ်လာပါတယ်အဲ့ဒါငါပဲဒေါ်လာရဲ့ထွက်နေရဆိုတာအဲ့ဒါငါပဲကွာဂျိုစကီးကဘာလို့လုံနိုင်သေးရလဲလို့ယူရာကမေးလိုက်တဲ့အချိန်မှာဂျိုစကီးကယူရာရဲ့ဆေးတွေကိုတောက်ပလိုက်တာပါအများကြီးတော့မဟုတ်ပေမဲ့အာနေနဲ့ပြန်ပြေးသွားတယ်ယူရာကဂျိုစကီးကိုဟာဗစ်စတာနဲ့တိုက်ခတ်လိုက်ရင်ပဲအနာကတ်လာရင်တော့ခရစီတိုင်းမို့ရှင်လို့မရပါဘူးတယောက်မှမလုံနဲ့ ငါနာမည်ကဟီကရှိကာတာဂျိုးစကေငါစတန်နာမည်ကခရီရှိတန်မိုအနီးစတန်တေချာတော့မတိုင်းဝိုးဝင်မယ်ငါစတန်ကအနီးကပ်ဆိုရင်60ကီလိုမီတာလောက်ကတော့တာလေးပဲ300ကီလိုမီတာလောက်ထိအောင်ထိုးနိုင်တယ်။ဒယ်ဟန်ရနေလို့အဲ့လိုမလုပ်သင့်ဘူးလို့ယူရာပြောနေပြီးတော့ရိုဟန်ကိုလွတ်ပေးပါမယ်။ရိုဟန်ကိုအဟာရတွေကျွေးလိုက်ရင်စင်ပြေရမှာပါလို့ပြောနေပြီးတော့ဒယ်ဟန်ရနေလို့တိုက်ခိုက်တာသဲဘောကြောင်တာပဲလို့ပြောနေတဲ့အချိန်မှာဆော်ရီကလည်းထောက်ခံနေပါတယ်။တိပါတိပါအဲ့ဒါကြောင့်ငါမင်းကိုထိုးတော့တခါလေးဟီးလိုက်တာလေမင်းကိုတကူလုံးကောင်းသွားရင်မလားဘလို့လဲလှုပ်လို့ရရင်မလားလှုပ်လို့ရပြီဆိုတော့ မင်းတို့ကကြုံလို့ရပြီဆိုတဲ့သဘောပေါ့ယူရကကောင်းသွားပြီမယ်ဂျိုစကီက crazy diamond နဲ့ကြုံလိုက်တာမလို့စေးုံထက်တက်ပါအောင်မယ်ဟာဗီစတာနဲ့အဟာရတွေထက်ဆုံးနေမယ်ဆိုရင်ဂျိုစကီက crazy diamond နဲ့ပြန်လာကြုံပါပါအခုမှပဲနှစ်သိမ့်မနက်ခင်းလေးမှာအတွင်းကန်ပေါင်းပြီးအစ်စ်လဲလဲတယ်လို့နေလို့ထိုင်လို့ကောင်းသွားတော့မယ်ဒါပေမဲ့ဒီကောင် sorry ပြုစုတာမနာလိုချင်စရာကြီးอ่ะအဲ့လိုနဲ့ဂျိုစကီက rohan ceo ပြောင်းသွားပြီးတော့ဟီးပေးလိုက်တာမလို့ဘာလို့ကယ်ပေးရလဲလို့ rohan ကမေးနေပါတယ်စဉ်းစားကြည့်ကွာဝင်လာရင်သေပြီလို့ပြောနေအောင်ဝင်လာတယ်တဲ့မင်းတော့တလွဲလို့တဲ့ကောင်မရှိတော့ဂျိုစကီ rohan နဲ့ဂျိုစကီတို့ကမသိမဲ့ကြသေးပဲနဲ့ကိုရှိရတော့ခွေးလေးကိုလမ်းလျှောက်ထွက် ်ပေးပြီးတော့အိမ်ပြန်သွားပါတယ်ခီရာပုံးနေတဲ့အိမ်မှာတော့ခီရာကမျက်နှာလဲထားတဲ့လူရဲ့ဖက်နဲ့နေနဲ့မတော်ပဲဖြစ်နေပါတယ်ဆော်လေးကအောက်ထက်ကိုဆင်းလာပြီးတော့ဗရင်းမောက်ပွေးနေရမလို့ကြီးတဲ့အချိန်မှာကြောင်ရင်းတစ်ကောင်တွေ့လိုက်ရမလို့ဘယ်ရလာလဲလို့မေးနေပါတယ်ဗီဒီယိုလေးကိုခဏလေးရက်လိုက်ပြီးတော့ဒီအားလေးကိုသေချာဖတ်ပေးကြပါ bro ကြီးကျွန်တော်က viewer တွေကိုတအားချစ်တာမလို့ viewer တွေချီးပေါတဲ့ကြားနေငါရဲ့စက်တိုက်ကြီးဖြေပေးခဲ့ပါတယ်ဒါမဲ့ခုလိုပြောပြီးတာအောင်မှနေရာတကာမှာစိတ်ရှုံးစရာကောင်းအောင် suspend နေမယ်ဆိုရင်တော့ရရရတဲ့တာ နောက်တဲ့ video မစခင်မှာငါကိုယ်တိုင်မင်းတို့ share ရလိမ့်မယ်။ Oi Joe Dawson အဲ့လိုမပြောပါနဲ့ viewer တွေတနာပါတယ်။ဟုတ်ပါဟုတ်ပါ Joe Dawson ကလည်းအဲ့လိုမပြောပါနဲ့ကလေးတွေပဲဟာကိုခွန်းထုတ်လိုက်ပါ။ဟုတ်ပါဟုတ်ပါသူတို့လုံးမိရဆိုလို့နေရာတကာမှာမျက်စိနှာကို short span မိရလေးပဲရှိတာ။ Joe Ski ပြောမှပဲပိုဆိုးကုန်ပြီထင်တယ်။ viewer တွေစကားနာထောင်ကိုကျွန်တော်တို့အုံနောက်စီလဲရမလား။အဲ့လိုအထီးတော့မလိုပါဘူးဟာ Miki Taka ရဲ့။ဟုတ်ပါဟုတ်ပါကြောက်စရာကြီး။ဒါမှမဟုတ် Heaven's Door နဲ့ရေးလဲရမလား။ဘလို့ပါနဲ့ Rowan Sensei ။ဟုတ်ပါဟုတ်ပါ Rowan ခွန်းကလည်း Top Platinum ဇဝါရီတို့ ။ဟိုဟိုမေးပေးတယ်ပြောပြီးပြီနော်ဒီလောက်သေးချာပြောတာတော့နေရာတကာမှာ suspend နေငါကိုယ်တိုင်မင်းတို့ဆဲပါ။ဒါပဲရရရတာ။အဲ့လိုနဲ့ episode 20နဲ့ဒီမှာရေးပြီးွားပါတယ်။နောက်ထပ်လာမယ့် episode မှာတော့ဂျိုးမွေနဲ့ကြောင်တကောင်တွေ့ရမှာပါ။ကြီးစုအားပေးအတွက်အားလုံးကျေးဇူးများကြီးတင်ပါတယ်။